မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ21ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာဒီကနေ့ဇူလိုင်လ21ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများရှိနေကတိမ်းရှောင်နေကြတဲ့ဒေသခံများဟာမြို့အထွက်ဂိတ်မှာပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တရုတ်နိုင်ငံရဲ့တောင်းဆိုမှုအရာ MNDAA ကဇော်လိုက်လကုံအထိအပြည့်ရတယ်လို့တစ်ဖက်သက်ကြေညာထားတော့လဲလာရှုံမြို့မှာတိုက်ပွဲများပြင်းထန်နေကတင်းရှောင်ရန်ထွက်ခွာလာတဲ့ဒေသခံများဟာလည်းပိတ်မိနေတယ်လို့သိရပါဗါးလာရှုံမြို့ထဲမှာတန်ချက်ကကားတွေလည်းပတ်ပြီးတော့သွားနေတယ်ကြံနေတဲ့ဒေသခံတော်တော်များများကတော့ထွက်ကုန်ကြပြီပေါ့ မြို့အထွက်မုံဦးမှာလေချောင်းကနေဘုံကျဲလို့ဆိုပြီးတော့ပိတ်ထားလို့တချို့တွေကပြန်လှည့်နေကြတယ်မုံဦးကြော်ရာနဲ့တိုက်ပွဲကဖြစ်နေပြီလို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်တိုက်ပွဲဟာလာရှိုးမြို့အထက်မှန်အိုင်900ခုံကုန်းခလိုက်ရ68နဲ့လာရှိုးမြို့မုံဦးအနီးမှာရှိတဲ့ခလိုက်ရ41တပ်တို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးတော့ရက်ကွက်များအတွင်းကိုလည်းလက်နက်ကြီးများကျရောက်နေတယ်လို့သိရပါတယ်ကားတွေထောင်ချီပြီးတော့ပိတ်မိနေတယ်အခြေအနေတွေကပိုဆိုးဖို့ပဲရှိတာဆိုတော့ရှောင်ကြတာပေါ့ MNDA ကလည်းလက်ကုံအထိအပြည့်ရတယ်လို့တော့ပြောတာပဲ အခုကအပြည့်ရတယ်ဆိုပေမဲ့စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးလေကြောင်းပစ်ခတ်မှုတွေရှိတော့တိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတယ်လို့ဒေသခံတို့ကပြောပြခဲ့ပါတယ်။ဒါအပြင်မန္တလေးတိုင်းမိုးကုတ်မြို့နယ်အရှိပိုင်းမှာလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်နေကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒီကနေ့မနက်ကစပြီးတော့လေရင်နေနဲ့တောက်လျှောက်ကိုပြန်နေတယ်။လေကြောင်းကတွေဘုံကျဲနေတယ်။အခုကြားတာကမိုးကုတ်အရှိပိုင်းရဲစခန်းနဲ့အချုပ်ထောင်ကိုတိမ့်လိုက်ပြီးတော့အချုပ်သားတွေကိုလည်းပြန်လွတ်ပေးလိုက်ပြီဆိုတဲ့သတင်းကြားတယ်။ ်ဗျူဟာကုန်းမှလည်းဝိုင်းထားပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရတယ်လို့မိုးကုတ်ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့တိုင်းတိုက်ပွဲမှာခမရ903တပ်ရဲမှုဒုဗိုလ်မှူးကြီးအောင်မင်းကိုစင်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးကအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမှုအောင်ကျော်စင်ဘူကြီးထက်ကျော်ဘူကြီးထေးလင်းကျော်ဘူကြီးအေးကိုဘူကြီးထွန်းနိုင် ရဲမှုရွှေသိမ်းမောင်နဲ့ဒူရဲမှုကြော်မြန်ဦးတို့ကိုစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့မှာတော်လိုင်းရဲမဟာမိတ်တပ်ပေါင်းစုကစင်ကူးမြို့နယ်နဲ့စင်ကူးမြို့နယ်တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။အခုလိုမျိုးသိမ်းပိုက်ရမှာစစ်တုံးမှန်း133ဦးကိုဖမ်းဆီးရရှိခဲ့ပြီးတော့အဲ့ဒီထဲမှာစစ်ကောင်စီဘက်ကစစ်ဘက်အရာရှိကြီးများနဲ့ရဲအရာရှိများပါဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တုံးမှန်းတွေထဲမှာခမရ803ရဲ့တရဲမှု ဒုဘုံမူကြီးအောင်မင်းကိုစိန်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူအောင်ကျော်စဉ်ခမရ800တတ်စုမူဘိုးကြီးထက်ကျော်ခမရ800ကဘိုးကြီးထေးလင်းကျော်ခလာရ63ကဘိုးကြီးအေးကိုခမရ800ကတတ်စုမူဘိုးကြီးထွန်းနိုင်စိန်ကူးမြို့နယ်ရဲတပ်ဖွဲ့ရဲ့တပ်ဖွဲ့မူရဲမူကျော်မြင့်ဦးလက်ပံလနယ်မြေရဲစခန်းကဒူရဲမူရွှေသိမ်းမောင်တို့ကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်1222တပ်ရင်းရဲ့ထောက်ပြန်ကြမှာစိန်ကူးမြို့သိမ်းတပ်ပွဲအတွင်းမှာဒုဘုံမူကြီးတအူး ဘိုးမူတော်ဦးဘိုးကြီးလေးဦးဘိုးတော်ဦးတက်ကြက်ကြီးလေးဦးဒုတက်ကြက်လေးဦးတက်ကြက်နှောင်းဦးတက်သားကိုဦးလက်ပံလှဆင်ကူးကစခန်းမူနှောင်းဦးအပါဝင်ဆင်ကူးမြို့နယ်ရေတော်ပြူစောတိခေါင်းဆောင်ငန်းတိုင်းဒိုးပင်ကုန်းဇီးပင်ကုန်းပြူစောတိခေါင်းဆောင်ထွန်းလင်းစတဲ့ဆင်ကူးမြို့နယ်တကြောပြည်သူတွေအပေါ်မှာအာဓမဖန်းစီအနိုင်ကျက်လူရက်တက်ဖြတ်ငွေညစ်ခဲ့ကြတယ်ပြူစောတိခေါင်းဆောင်များပြူစောတိလက်နက်ကိုင်များကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရရှိထားတဲ့စစ်တုံးမှအစ်ရရှိများက တနိုင်ငံလုံးမှာရှိတဲ့စစ်ကောင်စီတပ်များကစစ်တီများကိုလက်နက်ချအလင်းဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်ကြရန်တရားဝင်တိုက်တွန်းခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီလက်အောက်ခံ PNO ပုတ်ပြည်သူစစ်စခန်းနှစ်ခုကိုရရှိခဲ့ပြီးတော့ပြည်သူစစ်15ဦးထက်မနည်းသေဆုံးကလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ညောင်ရွှေမြို့နယ်လွယ်လံကျေးရွာအနီး PNO စခန်းနှစ်ခုကိုဇူလိုင်လ16ရက်နေ့ကတိုက်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်နက်ကြီးလက်နက်ငယ်10လက်ကျော်ရတယ်ပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ပေးဆပ်မှုတွေရှိတယ်လို့တာဝန်ရှိသူကပြောကြားထားပါတယ်။ ဇွန်လဇမ်းပိုင်းကစတင်ခဲ့တဲ့ရှမ်းတောင်နဲ့ကယန်နီပြည်ကိုစစ်ကောင်စီတပ်နဲ့ PNO ရဲ့တဖက်သက်ထိုးစစ်ကိုတော်လိုင်းအင်အားစုများကဇွန်လ18ရက်နေ့ကစပြီးတော့တံပြန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ညောင်ရွှေမြို့နယ်မှာရှိတဲ့စံကားနဲ့ဆယ်ကောင်းကြီးအရုံမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကဇွန်လ20ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိညောင်ရွှေမြို့နယ်အတွင်းတိုက်ပွဲများမှာစစ်ဆောင်ဒေသခံတပ်တောင်းကျော်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖြူးမြို့နယ်မှာစစ်အာဏာရှင်တော်လှန်ရေးရဲဘော်များရဲ့သတင်းများကိုစုံစမ်းပြီးတော့ချိန်ချောင်းနေတဲ့ဖြူးမြို့နယ်ညောင်ပင်သာရဲစခန်းကရဲတူးတက်ချက်လင်းလင်းဘီယာတောက်နေတဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ22ရက်နေ့မနက်09:20မိနစ်အချိန်ညောင်ပင်သာမြို့တောင်ဘက်ရန်ကုန်မန္တလေးလမ်းဟောင်းဘေးမှာရှိတဲ့စိမ့်နုဝေဘီယာဆိုင်မှာဘီယာတောက်နေတဲ့ရဲတူးတက်ချက်လင်းလင်းကို ဖြူးမြော်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြူး PDO ကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတယ်ရဲဒုတက်ကြလင်းလဲဟာပြည်သူများဒုက္ခပေးနေသူဖြစ်ပြီးတော့တော်လိုင်းရဲဘော်များရဲ့တရင်ကိုအမြဲထောက်လန်းပြီးတော့စစ်တပ်နဲ့ပူးပေါင်းပြီးတော်လိုင်းရဲဘော်များကိုချင်းချောက်ပြောဆိုလေးရှိတဲ့အတော့ဖြူးမြော်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြူး PDO အဖွဲ့ကပြစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်မှာကြီးပါချင်းဆက်တန်ကူကွန်ကရစ်တံတားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ20ရက်နေ့မနက်2:30မိနစ်အချိန်ဂံကောမြို့နယ်ခလာရ90ကစစ်သားများနဲ့ပြူစောထီးများကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ရှုံးရှိကြီးရွာနဲ့အောင်မြင်ကြီးရွာကိုပြစ်ခတ်စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းများကဒေသခံပြည်သူများကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်အောင်မြင်ကြီးရွာနဲ့ရှုံးရှိကြီးရွာချင်းဆက် တန်ကူကွန်ကရစ်တံတားကိုမိုင်းခွဲဖြက်စီးခဲ့တယ်လို့သိရပါဗါးလက်ရှိမှာအောင်မြင်ကြေးရွာကိုရောက်ရှိနေတဲ့စစ်ကြောင်းမှာတင့်ကားတစီပါဝင်ပြီးတော့လက်တလော့ဂန်ခေါမျိုးနယ်မှာစစ်ရေးတင်းမာနေတယ်လို့သိရပါဗါးဒေသခံပြည်သူများဟာလည်းစစ်ဖြစ်လာမှာကိုစိုးရိမ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရေပြူမျိုးနယ်မြို့မရဲစခန်းနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်းတွေထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလ18ရက်နေ့ကရေပြူမျိုးမရဲစခန်းကနေအသက်34နှစ်အရွယ်တက်ကြွကြီးတပ်ပိုင်မှုအသက်38နှစ်အရွယ်တက်ကြွဇော်ထွေး ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအသက်32နှစ်အရွယ်အငယ်တန်းဆက်ရေးမတင်စာအောင်တို့ဟာထွက်ပြေးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ရေပြူမျိုးမှာရေစခန်းနဲ့ထွေအုပ်ရုံးတို့ဟာရေပြူအနောက်ဘက်ကမ်းမှာရှိတာပါ။သူတို့၃ဦးစလုံးထွက်ပြေးသွားပြီးတဲ့နောက်ရေပြူအနောက်ဘက်ကမ်းမှာရှိတဲ့ လမ်းစုံလမ်းခွာတွေကိုပိတ်ပြီးတော့လမ်းသွားလမ်းလာတွေကိုနှစ်ရက်စစ်ဆေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အကုန်ပိတ်ပြီးတော့အကုန်လုံးကိုစစ်တာဘဲသွားမယ်ဆိုတာတွေမှတ်ပုံတင်တွေကိုစစ်တယ်အဓိကကဘဲသွားမယ်ဘဲလာတယ်ဆိုတာလောက်တော့မေးတယ်လို့ဒေသခံအိမ်အောင်ရှင်အမျိုးသမီးတို့ကပြောပြခဲ့ပါတယ်16ရက်နေ့ညနေ3နာရီလောက်မှာတော့တပြေစွန်းရွာဖျားနှဆူနာက Robert Chan ထဲမှာကင်းမုံဝင်နေတယ်စစ်ကောင်စီတပ်သားတွေကိုတော်လိုက်တပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်ခဲ့တယ်လို့ဒေသတွင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ် ဝင်နန်းတွေထွက်ပြေးလို့ဒေသတွင်းလုံခြုံရေးတွေတင်းကျပ်ထားပြီးတော့နောက်တရက်မှာပဲစစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတဲ့အတွာထွက်ပြေးသားတဲ့ဝင်နန်းတွေကိုဆက်မရှာတော့ပဲလမ်းတွေကိုပိတ်ပြီးတော့ဆစ်ဆေးတာကိုနှစ်ရက်လောက်သာလုံနိုင်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေနဲ့တော်လိုင်းရဲဘော်တွေကပြောပါတယ်ရှာလို့မတွေ့တော့ဘူးဆိုတာကိုလည်းသူတို့သိနေတာလည်းဖြစ်နိုင်တယ်ချောင်းပြစ်ခံထားရလို့ခက်လန့်လန့်ဖြစ်နေတာကြောင့်လည်းလျှက်တပြက်ပဲစစ်တာဖြစ်မယ် ်ပုံမှန်သူတို့ရဲ့ဇယိုက်အရာဆိုရင်ဟိုဝင်ဒီဝင်လောက်ကြအောင်ပါလို့ဒေသခံအမျိုးသားတို့ကပြောပြခဲ့ပါတယ်16ရက်နေ့ညနေကတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်သားတွေထဲမှာထိခိုက်ဒဏ်ရာရတဲ့သူတွေပါပြီးတော့အဲ့ဒီဒဏ်ရာရတဲ့တပ်သားတွေကိုညာရင်းချင်းကိုစစ်ကားနဲ့ရေပြူမြို့ဘက်ကိုပို့လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်ဘဏ္ဍာဦးထိခိုက်ဒဏ်ရာရရှိတယ်ဆိုတာတော့မသိရပဲကားပေါ်မှာသွေးထွက်နေတဲ့စစ်ကောင်စီတပ်သားတွေပါသွားတာကိုလျှက်တဲ့ပြတ်တွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ် ချောင်းပြစ်တာထိရောက်တယ်လို့ပြောရမယ်ဖြစ်တာကခဏပဲစစ်ကောင်စီဘက်ကပြန်မပြစ်ဘူးလို့ရေပြူမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တဦးကပြောကြားထားပါတယ်အခုလ19ရက်နေ့ညကတော့ဖျားနာစုအနီးတစ်ဝိုက်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေအားလုံးပြန်ဆုတ်သွားပြီးတော့ရေပြူအနောက်ဘက်ကမ်းမှာရှိတဲ့ရက်တော်မူမှာ ပြန်ပြီးတော့တက်ဆွဲထားတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့ပြောပြချက်အရသိရပါတယ်။အခုလပထမအပတ်ကလည်းရေပြူမျိုးမရဲစခန်းကရဲတက်ချက်ကြီးတအုပ်ကိုသူနဲ့အတူပါလာတဲ့ပြက်စီးတွေနဲ့အတူဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ကရေပြူမျိုးနယ်အတွင်းတနေရာမှာဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီရဲတက်ချက်ကြီးအဖမ်းခံရပြီးမှလည်းစစ်ကောင်စီတပ်သားတွေကရေပြူမျိုးနယ်ကြောက်ကညာရွာအနီးတစ်ဝိုက်ကင်းမုံဝစ်တာနဲ့နယ်မြေရှင်းလင်းတာတွေကိုလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းချောင်းမြို့နယ်ကုန်းကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြူစောထီးများကဂရိုင်းကြီးရွာအတွင်းကိုဝင်ရောက်စီးနှင်းဓားတိုက်ကပြည်သူတို့ကိုဖမ်းဆီးသွားပြီးတော့ရွှေငွေကားဆိုင်ကယ်တို့အပါအဝင်ကာလတံပိုးငွေကျပ်3000ခန့်ယူဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇွန်လ19ရက်နေ့က6မြို့နယ်ဂဒိုင်ကြီးရွာကိုစစ်ကောင်စီကစစ်ကားများနဲ့ဝင်ရောက်လာကတပ်နံများကိုပစ်ဖောက်ပြီးတော့စီးနင်းခဲ့တဲ့အတွက်ကြီးရွာနေပြည်သူများဟာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။အခုလိုထွက်ပြေးသွားတဲ့ပြည်သူတွေရဲ့နေအိမ်များကိုဖောက်ထွင်းကရွှေ90ကျပ်သားနဲ့ငွေသား380ခန်းကားဆိုင်ကယ်900စီးတို့အပါအဝင်နေအိမ်အတွင်းမှာရှိတဲ့ပျက်စီးများကိုလည်းခိုးယူတယ်ဆောင်သွားကြတယ်လို့သိရပါတယ်။ဒါအပြင်အသက်35နှစ်အရွယ်ရှိတဲ့အမျိုးသားတအူးကိုလည်းဖမ်းဆီးသွားပြီးပြည်သူတွေရဲ့နေအိမ်များအတွင်းမှာရှိတဲ့ပျက်စီးများကိုပထမတစ်ကြိမ်မှာ 4က4စီးဒုတိယအကြိမ်မှာ4က8စီးနဲ့ကုန်းကြီးရွာမှာရှိတဲ့ပြူစောတိစခန်းကိုတယ်ဆောင်သွားကြတယ်လို့သိရပါတယ်။အကြောင်းမဲ့တက်တက်ကိုစစ်ကူတွေနဲ့ဝင်လာပြီးတော့တနတ်တွေပြစ်ဖောက်ပြီးစီးနေတာပြည်သူတွေကတော့ထွက်ပြေးရတာပေါ့။ထွက်ပြေးသွားတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုဖောက်ပြီးတော့ရွှေငွေတွေတွေမကဘူးခေါင်းဖိတဲ့ဘီး ုံးစီပလင်းမှန်ကအစအကုန်တည်သွားတာတချို့ဆိုရင်၄ချက်သား၃ချက်သား25ချက်သားစုစုပေါင်းရွှေက90ချက်သားလောက်ပါသွားတယ်ငွေသားက380လောက်ပါသွားတယ်ပြူစောထီးတွေကအုံးစီပလင်းတို့ဘီးတို့ငချောက်ငချမ်းကအစအကုန်တည်သွားတာခမ်းမှန်တန်ကြီးဆိုရင်3000ဘူးလောက်ပါမယ်ဂရိုင်းကြီးရွာကဈေးဝယ်ဖို့တုံးတဲ့ကားလည်းပါသွားတယ်နောက်ပြီးတော့ရွာတွေကခိုးလာပြီးတော့ ရွာပြင်က အုတ်ခုံပေါ်မှာခိုးလာတဲ့ရွှေတွေကိုဝစ်ကြည့်နေတာကိုလည်းတချို့ရွာသားတွေကတွေ့တယ်လို့ပြောဆိုထားပါလေအကြမ်းဖက်ဆိုင်ကောင်စီကဗမျှတိုက်နေတဲ့အထီကိုဒီဘက်မှာဆိုးရွားနေတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်ဆိုင်ကောင်စီတပ်သားတွေကဝင်ရောက်စီးနှင်းမှုကြောင့်ဂရိုင်းကြီးရွာနေပြည်သူများဟာယနေ့အထီကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့နေအိမ်များကိုပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်းတရင်အားရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။